တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြပကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာသွားသူများကြောင့်နိုင်ငံခြားငွေစည်းမြင့်တက်လို့အကြမ်းဖက်မင်းအောင်လှိုင်အပြစ်တင်ပြောဆိုပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှပြည်ပနိုင်ငံများကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာမှုများကြောင့်နိုင်ငံခြားငွေတုံးဆွဲမှုများပြားပြီးနိုင်ငံခြားငွေစည်းမြင့်တက်နေရာကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။ယမန်နေ့နေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရာကြောင်း လောင်စာစီတုံးဆွဲမှုရှော့ချနိုင်ရေးအတွက်လျှက်စစ်စွမ်းအင်တုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားပေမဲ့နိုင်ငံเจ้าငွေလိုအပ်ချက်များရှိနေတဲ့အတွက်ကန့်သက်ချက်များရှိကြောင်းကုန်သွယ်မှုပုံငွေပြနေပေမဲ့အခြားတုံးဆွဲမှုများအနှုံများများပြမှုရှိနေမှုကြောင်းနိုင်ငံเจ้าငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာမှုများနဲ့နိုင်ငံเจ้าငွေတုံးဆွဲမှုများများပြလျက်ရှိကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်။ UMFCCI မှစီးပွားရေးလုပ်ငန်းရှင်တဦးက နိုင်ငံခြားငွေတန်ဖိုးမြင့်တက်နေတယ်လို့ဆိုပေမဲ့လည်းစစ်ကောင်စီကအလွန်အမင်းထိန်းချုပ်ထားတဲ့အတွက်လက်ရှိမှာ American Dollar လျင်ငွေကျပ်4400ဝန်းကျင်မှာငြိမ်နေခြင်းဖြစ်ကြောင်းပြည်တွင်းမှာစစ်တပ်ကတွင်းကုန်များကိုပိတ်ပင်ထားခြင်းကတင်တွင်းခွင့်များပိတ်ပင်ထားခြင်းအစရှိတဲ့ဒေါ်လာငွေကုန်ပေါက်များကိုပိတ်ပင်ထား၍သာလက်ရှိကုန်သွယ်ရေးပုံငွေပြတဲ့ကဲ့သို့ဖြစ်နေခြင်းဖြစ်ကြောင်းလက်တွေ့မှာပြည်တွင်းစီးပွားရေးတစ်ခုပျို့လဲလျက်ရှိကြောင်းသုံးသပ်ပြောဆိုပါတယ်။နိုင်ငံခြားယင်းဤမြုံနံမှုတွေက2020ခုနှစ်အာနာသိန်းကလေးကထွက်နေတာ အခုဆိုဘာမှတော့တိတ်မကြံတော့ဘူးတီလဝါစိတ်ကန်းတဲ့စက်မှုဇုံကနေလဲဂျပန်ကုမ္ပဏီတွေထွက်ဖို့လုပ်နေကြပြီဆိုတော့ပြည်ရင်းမှာနိုင်ငံခြားပြပရင်းနှီးမြှုပ်နှံမှုမရှိတော့ဒေါ်လာအဝင်ကမရှိတလို့ပဲအခုဒေါ်လာရနေတာကတဘာဝတန်းခွင့်နဲ့ရေနံကပဲအဓိကရနေတာနောက်တစ်ခုကပြပအလုသမားနဲ့တင်မောသားတွေစီကနေဒေါ်လာဝင်တာရှိတယ် ပြည်တွင်းမှာတွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်။ကားတင်တွင်းခွင့်ပိတ်ထားတယ်။အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးရက်နေတယ်။ပြိုနေတယ်။စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်။ဒေါ်လာစီးတက်မရအောင်ကုန်တယ်တွေကိုဖမ်းတယ်။ဒေါ်လာဝယ်ရောင်းတွေကိုထောင်ချတယ်။အဲ့ဒါကြောင့်ဒေါ်လာကတဒေါ်လာကို4400ဝန်းကျင်မှာငြိမ်နေတယ်လို့ပုံစံရှိနေတယ်။တကယ်ကဘာမှအလုံမဖြစ်လို့ငွေဈေးကမှတ်လုံမရှားဖြစ်နေတာ။ပြည်တွင်းမှာငွေရှိသူမှန်သမျှအနည်းဆုံးထိုင်းလောက်ကကွန်ဒိုဝယ်ပြီးထွက်သွားနေကြတယ်။ ရှိသမျှပိုင်ဆိုင်မှုကိုထိုင်းဘက်အထိနီလန်မျိုးစုံနဲ့လှည့်ထုတ်သွားကြတယ်ပြည်တွင်းစီးပွားရေးကဘာမှလုပ်မရလို့တပြေးပြေးပြိုနေတာကြာပြီလို့ UMFCCI မှစီးပွားရေးတမကရှင်းပြပါတယ်အကြမ်းဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးရင်းကော်မတီကိုမြထွန်းဦးကဦးဆောင်ကနိုင်ငံသားငွေတုံးဆွဲမှုမှန်သမျှကိုထိန်းချုပ်ချုပ်ကင်ထားကြောင်း ဒါကြောင့်နိုင်ငံเจ้าကိုအတုံးပြနိုင်တဲ့တွင်းကုံပါမဲ့အယောင်အဝယ်များလဲအကြီးအကျယ်ဖြစ်တွန်းလာပြီးယင်းတွင်းကုံပါမဲ့များကိုလဲမင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြည့်စုံအပါအဝင်ဘိုလ်ချုပ်အတိုင်းအဝိုင်းကအထက်ကရောင်းချကြကြောင်းရန်ကုန်စီးပွားရေးအတိုင်းအဝိုင်းကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ KIA ကပြစ်ချလိုက်တဲ့ရဟတ်ရင်တစည်းကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့ပြီးလေရင်မှုကပတိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟရင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကယမန်နေ့ကပြစ်ခတ်ခဲ့ရမှာ၂စီးထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့တစီးကိုရွှေကူမြို့နယ်စင်ငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့ရကြောင်းရဟရင်ပြန်တဲ့အတူလေရင်မှုကက်ပတိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်ယမန်နေ့မွန်လွဲတနအီကျော်အချိန်ဗမော်စက္ကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ရင်3စီးကို KIA ပူးပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်တဲ့စစ်ရဟတ်ရင်တစည်းကတော့ရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲကိုပြတ်ကျသွားကြောင်းရင်ရဟတ်ရင်ပြတ်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးရဟတ်ရင်အပြတ်အစီးများနဲ့လေရင်မှုမြို့ထက်အောင်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ဖြူဟာမှုလာလဲတာအဲ့ဒီရဟတ်ရင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယာဝတီမြစ်အနောက်ဘက် KIA တရင်ငါတောထဲမှာပြတ်ကျတယ် အဲ့ဒီနေရာကိုငါတို့ KNA ကလူတွေရောက်နေပြီနောက်တဲ့ဈေးကတော့ရွှေကူမှာအရေးပေါ်ဆင်းလာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်ပန်ကချိုးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟယင်နှစ်စီးလုံးပြတ်သွားတယ်ပျောထဲမှာပြတ်သွားတဲ့ရဟယင်မှာဖြူဟာမှုပါတယ်အာလုံးသေတယ်ငါတို့အဖွဲတွေရောက်နေပြီရွှေကူမှာအရေးပေါ်ဆင်းတဲ့ကောင်ကပန်ကချိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်လို့ KNA ရှေ့တန်းသတင်းအရေးမြစ်ကပြောဆိုပါတယ်ရခင်ကလည်း KNA ကစစ်ကောင်စီတက်ရရဟယင်နဲ့တိုက်လေရင်များကိုပြက်တီအထိပြစ်ချနိုင်ခဲ့ပူပါတယ် 2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်နယ်ကုန်းလာအကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ကြောင်းအဲ့ဒီလိုပြစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်ပြက်ခဲ့ရပြီးရဟတ်ယာဉ်မှုဗိုလ်မှုကြော်စရာထွန်းဗိုလ်ကြီးတန်းထွန်းလင်းအုတ်ခွဲတကြကြီးကြော်စွာအောင်တို့တိတ်ဆုံးခဲ့ကြပါတယ် 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟတ်ယာဉ်တစ်စီးကို KIA ကပစ်ချခဲ့ပြီးစစ်ရဟတ်ယာဉ်ပေါ်လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးဖြစ်တဲ့ဗိုလ်မှူးဇော်မျိုးတပ်အသက်42နှစ်ဗိုလ်ကြီးကောင်းဆန်သိန်းအသက်33နှစ်ဗိုလ်ကြီးစိုးပိုင်ကျော်အသက်32နှစ်ဒုအရာခံဗိုလ်ဝင်းမျိုးထွန်းအသက်42နှစ်ဦးစီးတက်ကြကြီးစိုးလွင်ဦးအသက်36နှစ်ဦးစီးတက်ကြကြီးမျိုးမင်းဦးအသက်38နှစ် ဦးစီးတက်ချက်ကြီးဝေယံဦးအသက်32နှစ်နဲ့ဦးစီးတက်ချက်ကြီးစွန်းထက်အောင်အသက်23နှစ်တို့ပေဆုံးခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကလည်းရှမ်းမြောက်ဒေသကွတ်ခိုင်မြို့နယ်နဖက်ကာရွာတိုက်ပွဲဒေသကိုလာရောက်ဘုံကျဲခဲ့တဲ့စစ်ကောင်စီရဲ့တရုတ်လုံ FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အတွက်တိုက်လေရင် ပြတ်ကျသွားခဲ့ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဗမော်မာ KIA ကပြစ်ချခဲ့တဲ့အတွက်စစ်ရဟရင်တစီထိမှန်ပြက်ကြသွားတော့ကိုဆက်ချိုယွင်းရီပြက်ကြတယ်လို့စစ်ကောင်စီကလိန်လေတရင်ထုတ်ပြန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရဟရင်တစီဗမော်မြို့မှာပြက်ကြသွားကြောင်းစစ်ကောင်စီကယမန်နေ့ညပိုင်းကဝန်ခံခဲ့ပေမဲ့ KIA ကပြစ်ချခဲ့တာကိုဆက်ချိုယွင်းရီပြက်ကြပါတယ်လို့လိန်လေတရင်ထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာယနေ့နေ့လယ်ပိုင်းဗမော်မြို့တွင် နေမည်တည်ငင်အေဂျင့်ရေးအတွက်ဆောင်ရွက်နေသည့်ရှေ့တန်းစခန်းသို့ထောက်ပို့ပစ္စည်းများတွားရောက်ပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ14000ခန့်အကွာတွင်ရုတ်တရက်ဆက်ချိုယွင်၍ပြက်ကျသွားကြောင်းရေးသားထားပါသည်။အမှန်တကယ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟတ်ရင်၃စီးကို KIA ပူးပေါင်းတပ်ဖွဲ့ကယမန်နေ့ကပြစ်ခတ်ခဲ့ရမှာနှစ်စီးထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့ရဟတ်ရင်တစ်စီးကိုရွှေကူမြို့နယ် မြို့လမြို့နယ်ကွဲစီငန်းရွာအနောက်ဘက်မှာရှိတဲ့တောထဲမှာတွေ့ရှိခဲ့ရကြောင်းယင်းရဟယင်ပြက်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးရဟယင်အပြက်အစီးများနဲ့အတူလေရင်မှုအကျန်းဖတ်ကပတိန်မျိုးထက်အောင်ရဲ့မတရုပ်အလောင်းကိုရှာတွေ့ခဲ့ကြောင်းသိရှိရပါတယ်။ယမန်နေ့မွန်လွယ်တနအီကျော်အချိန်ဗမော်စက်ကခ21ကိုစစ်ကူလာပို့တဲ့စစ်ရဟယင်၃စီးကို KIA ပူးပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်တဲ့ရဟယင်တစ်စီးမှာတော့ရွှေကူမျိုးအေယာဝရီမြစ်အနောက်ဘက်ချမ်း KIA တရင်ကနေမြေတဲကိုပြက်ကြသွားကြောင်း ရင်ရဟယင်ပြက်နေရာကို KIA တပ်ဖွဲ့ဝင်များရောက်ရှိတွားခဲ့ပြီးရဟယင်ပြက်နဲ့ရုပ်အလောင်းများကိုမှတ်တမ်းတင်သတင်းထုတ်ပြန်နိုင်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိဟု NUG ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲ့ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိရာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်လိုက်ပါတယ်။မေလ၁၄ရက်နေ့စကိုင်းတိုင်းကံမာကြီးကျေးရွာအနီးမြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်မြန်မာပြည်ပအချက်ယာယီစခန်းကိုရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော၁၀ဦးစလုံးဟာစခန်းမှာပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ SM Rifle တရင်တက် ချန်တီခရိုင်မနီပူပြည်နယ်မေလ16ရက်နေ့မှာရုပ်အလောင်း10လောင်းကိုလွှဲပြောင်းလာကြောင်းသိရှိရပါတယ်။မြေပြင်အခြေအနေစစ်ဆေးမှုများအစီရင်ခံစာတွေ့ရှိချက်များဆွေးနွေးတွေ့ရှိချက်များအရဖြစ်စဉ်အမှန်ဟာအိန္ဒိယနိုင်ငံမီဒီယာများကရေးသားဖော်ပြနေတဲ့ကဲ့သို့ထိတ်တဲရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ကြောင်းတမုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပရဲဘော်10ဦးမှအိန္ဒိယနိုင်ငံဘက်အချမ်းမှထိတ်တဲရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ပဲယာယီစကန်ပြောင်းရွှေ့မှုကိုတရင်ကြိုတင်ပေးပို့ထားသည့်ကြားကပင်အိန္ဒိယစစ်တပ် ASM Rifle တရင်တချန်တီကဲမဏိပူပြည်နယ်ကအကြောင်းပြချက်မခိုင်းလုံစွာနဲ့ပကပရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခြင်းခံခဲ့ရတယ်လို့သုံးသက်တွေ့ရှိရကြောင်း NUG ကဆိုပါတယ်။အဆိုပါအလောင်းများပြန်လည်တောင်းခံယူရတယ်။အိန္ဒိယစစ်တပ်ကကာဂျီပကပရဲဘော်များကအိန္ဒိယနယ်နိမိတ်အတွင်းဝင်ရောက်ကစတင်တိုက်ခိုက်တော့ကြောင်းနှိမ်နင်းခြင်းခံရကြောင်းခါကွေးနောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ရန်သဘောတူပါကြောင်းစသည့်အချက်များအားမြန်မာဘက်မှလာရောက်တဲ့တာဝန်ခံများကိုခေါ်ယူထားတာက ဖိအားပေးလက်မှတ်ထိုးစီပြီးလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။မြေပြင်စစ်စစ်တွေ့ရှိချက်များအပေါ်အခြေခံလျက်အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ကာကြီးအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်ခါခွေအိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ရက်ဆက်စွာတပ်ဖြတ်ချင်းအပေါ်တာဝန်ယူမှုရှိစွာနဲ့စုံစမ်းစစ်ဆေးအပြစ်ပေးအေးအေးယူဖြေရှင်းပေးရန်ကငယ်နစ်နာမှုများအထွတ်တာဝန်ယူဆောင်ရွက်ပေးပြီးနစ်နာသူမိသားစုများအားနစ်နာကြေးပေးဆောင်ရန်ကာကြီး နောင်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးရန်ငါနှစ်နိုင်ငံနေကြားစီမင်းညှိနှိုင်းမှုမပြည့်ပြတ်သေးသည့်ကာလတွင်တပတ်သက်ချန်စီယိုခတ်ချင်းအားယာယီရဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များအရှောင်လွှဲရန်တို့ကို NUG ကတောင်းဆိုထားပါသည် NUG အနေနဲ့ယခုဖြစ်ပွားမှုဟာအိန္ဒိယနိုင်ငံအစိုးရရဲ့မူဝါဒသဘောထားယက်တီချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ဟုယုံကြည်ပါကြောင်း NUG အနေနဲ့ယခင်ပေးပို့ထုတ်ပြန်ထားတဲ့မိမိတို့ရဲ့မူဝါဒအတိုင်း အိန္ဒိယနိုင်ငံအကြဆက်ဆံရေးကိုအရှိရှိရှုလျက်နေဆက်ဒေတာကိစ္စရက်များမှာအတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းယခုထုတ်ပြန်ချက်မှာမြန်မာပြည်သူများရဲ့စံနှုန်းသဘောထားလည်းဖြစ်တဲ့အတွက်အိန္ဒိယနိုင်ငံအစိုးရအနေနဲ့အလေးထားဆောင်ရွက်မယ်လို့ယုံကြည်ပါကြောင်းနဲ့အမှုမှန်မပေါ်ပေါက်ခဲ့ပါကဖြစ်ပေါ်လာမဲ့ကိစ္စများတွင် NUG အနေနဲ့ကင်တွယ်ဖြေရှင်းရင်ခက်ခဲမည်ဖြစ်ပါကြောင်းအထူးမြစ်တာရက်ခံတောင်းဆိုထားပါတယ် မြန်မာနိုင်ငံအတွင်းရှိမိဘပြည်သူများအိန္ဒိယနိုင်ငံအတွင်းရှိမြန်မာနိုင်ငံသားများအနေနဲ့လည်းတမုခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ပကပရဲဘော်များတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တပ်ဆိုင်ရာအိန္ဒိယအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေမှုအားသိရှိနားလည်ယုံကြည်ကအခြားမလိုလားအပ်တဲ့နှစ်နိုင်ငံချစ်ကြည်ရေးကိုထိခိုက်စေမဲ့ကိစ္စများအထူးသဖြင့်နေဆက်ဒေတာရှိတော်လန်ရေးအဖွဲ့များအနေနဲ့လည်းနိုင်ငံကြီးသားမပီတာတဲ့မြည်သည့်ဆောင်ရွက်ချက်များကိုမျှမပြုတ်လို့ရန် မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေတာအတွင်းမူရစ်စေဝတရားမဝင်ရောင်းဝယ်တယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စများကိုတက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ကြရန် NUG ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ထိုင်းမှာအိန္ဒိချင်းရဲ့ခွေးဟောင်တန်းကိုတီးမခံနိုင်တော့တဲ့သူကကွန်ဒိုတဲကိုမွေကြီးနှစ်ကောင်ခေါ်လာဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံဘန်ကောက်ကကွန်ဒိုတစ်ခုမှာခွေးရောင်တန်စူညံနေတာကိုတီးမခံနိုင်တော့တဲ့နေထိုင်သူတဦးဟာစံနာပြတဲ့အနေနဲ့လူသွားဈေးညံဘောကိုမွေကြီးနှကောင်လှုပ်ပေးထားခဲ့ပါတယ်။အဲဒီကွန်ဒိုဟာအိမ်မွေးတရိတ်ဆန်တွေမမွေးရဘူးဆိုတဲ့မူဝါဒတတ်မှတ်ထားပေမဲ့နေထိုင်သူတဦးကမလိုက်နာပဲခွေးမွေးထားပါတယ်။အဲဒီခွေးကလည်းနှစ်နှစ်လုံးလုံးခဏခဏစူးစူးညံညံဟောင်လေးရှိပြီးတိုက်ခန်းနေသူတွေအကြိမ်ကြိမ်တိုင်ကြားမှုကိုကွန်ဒိုစီမံခန့်ခွဲရေးအဖွဲ့ကလည်းမျက်ကွယ်ပြုထားခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့တီးမခံနိုင်တော့တဲ့အိမ်ကြီးချင်းတယောက်ဟာ ခွေးပိုင်ရှင်ရဲ့အခန်းရှိဇင်းညံပေါ်ကိုမွေကြီးနှကောင်ချထားခဲ့တာဖြစ်ပါတယ်။ခွေးပိုင်ရှင်ကသူ့ကိုယ်သူတရိษံချစ်သူတယောက်အဖြစ်ခဏခဏညွှန်းဆိုလေးရှိကြောင်းသူကိုယ်တိုင်ကလည်းတရိษံချစ်သူတူဖြစ်တာကြောင့်မွေရီကိုမွေးထားလို့ရမယ်ထင်ကြောင်းမွေးပိုင်ရှင်ကဆိုပါတယ်။ပြီးတော့တာပေါင်းဆိုတဲ့အကောင့်ပိုင်ရှင်ဟာကွန်ဒိုကန်စင်းကြံမှာမွေကြီးတွေတွားတွားနေတဲ့အသက်ရစရာဗီဒီယိုကိုလည်း Facebook မှာမေလ19ရက်နေ့ကတင်ထားပါတယ်။ဒီနေ့တော့နှကောင်ပဲတယ်လာနိုင်သေးကြောင် နောက်နေ့ရီမှာလဲနောက်ထပ်မွေရီယူလာအောင်မှဖြစ်ကြောင်းဒီနေ့အဖို့အဲ့ဒီထက်ကြီးတဲ့အကောင်ကိုတင်မလာနိုင်ခဲ့ကြောင်းလဲသူ့ရဲ့ဗီဒီယိုမှာမွေးပိုင်ရှင်ကရေးသားထားခဲ့ပါတယ်။အဲ့ဒီမွေရီကိုသူ့ဘယ်နေရာကနေရှာလာတလဲတော့မသိရသေးပါဘူး။ဒါပေမဲ့သူ့ရဲ့လောက်ရဟာကွန်ဒိုထဲမှာအုပ်အော်တောင်းနေဖြစ်သွားစေခဲ့ပါတယ်။ဒါတည်းမကသေးပဲသူတင်ထားခဲ့တဲ့ဗီဒီယိုဟာလဲလူမှုကွန်ရက်သုံးဆွဲသူတွေကြားထဲမှာလူပြောများလာပြီးပြန့်နှံ့သွားခဲ့ပါတယ်။တချို့ကမွေတွေကိုကွန်ဒိုတွေယူလာခဲ့တယ်ဆိုတာဟာလုံခြုံရေးအရာမဖြစ်သင့်တဲ့လောက်ရက်လိုဝေဖန်ကြပါတယ်။ တချို့ကလည်းကွန်ဒိုစီမံခန့်ခွဲသူတွေရဲ့ကိုင်းတွဲပုံညံ့ဖျင်းတာကိုအပြစ်တင်ခဲ့ကြပါတယ်။တယောက်ကတော့ကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ခွေးပိုင်ရှင်ကိုအေးမယူဘဲမွေရီခေါ်လာတဲ့ကိစ္စကိုပဲပြဿနာသွားရှာမယ်ဆိုရင်နောက်တနေ့ကျမွေရီကသူတို့ရဲ့ရုံငန်းထဲထိရောက်နေလိမ့်မယ်လို့အရှင်းဖောက်ခဲ့ပါတယ်။တက်ဆိုင်ရာကွန်ဒိုဟာအိမ်မွေးတရိတ်ဆန်မမွေးရဘူးလို့မူဝါဒချမှတ်ထားပေမဲ့တချို့နေထိုင်သူတွေဟာခွေးတွေကြောင်တွေမွေးထားပြီးတခြားအခန်းတွေအတွက်စူညံတန်နှောက်ယှက်ဖြစ်စေတယ်လို့ဆိုပါတယ်။ မွေပိုင်ရှင်ရဲ့အိမ်ကြီးချင်းမွေးထားတဲ့ခွေဟာအရင်စုပြီးအဲ့ဒီအကြောင်းကိုမကြာခဏကန့်ကွက်ခဲ့ပေမဲ့ကွန်ဒိုတာဝန်ရှိသူတွေကကင်တွယ်ဖြည့်ရှင်းပေးဖို့ပြက်ကွက်ခဲ့ကြောင်းပြောပါတယ်။မွေကိစ္စကြုံပြီးတဲ့အခါမှာတော့ကွန်ဒိုရဲ့တာဝန်ရှိသူတွေလည်းမနေတာတော့ပဲခွေပိုင်ရှင်ကိုဗတ်တောင်းတန်ရိုက်ခဲ့ပြီးခွေဆက်မမွေးဖို့ညွှန်ကြားခဲ့ပါတယ်။မွေပိုင်ရှင်ကိုတော့တရားဝင်တရီပေးစာတစောင်းပေးဖို့ပြီးနောက်မလုပ်ဖို့တားမြစ်ခဲ့တယ်လို့သူခေါ်လာတဲ့တွားတွားတရဝကြီးတွေကိုပြန်ပယ်ခိုင်းပေးဖို့တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လှန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။မြေ့ကြပါစေခင်ဗျာ။မြေ့ကြ